နိုင်ငံအဖွဲ့ ERI တိုင်းရေးချင်းငတိုင်းုံမြို့နယ်တွေကစလို့တရင်ပြည်နယ်ပဲခူးတိုင်းမကွေးတိုင်းစခိုင်းတိုင်းရခိုင်ပြည်နယ်ချင်းပြည်နယ်ကချင်ပြည်နယ်နဲ့ရှမ်းမြောက်ဒေသတွေမှာပါတိုက်ပွဲချင်းရဲ့အသေးသေးဟာဖြစ်ပွားလျက်ရှိပါတယ်ဒီလိုတိုက်ပွဲတွေပြင်းထန်နေပြီးတနတ်မှန်ဘုံဆန်ကြားဟာနေပြီးတော့ဖွေကျုပ်ထွန်းမြတ်နိုင်ရဲ့လက်ရင်းတစ်ဖက်တဦးလေးဖြစ် PPL ရဲ့ကုတ်ကဲရီမှုတယောက်လည်းဖြစ်တဲ့မောင်ဆောင်ခါဟာ NUG ရဲ့ဝင်ကြီးတဦးဖြစ်သူဆရာဒေါက်တာဇော်ဝေစု TNL ရဲ့ခေါင်းဆောင်တဦးဖြစ်သူဖွေကျုပ်တာဘုံကျော်နဲ့တရင်နီဒီတော်လိုင်း င်းအင်ယာစုခေါင်းဆောင်တဦးဖြစ်တဲ့ဦးခွန်ဘီထူရုနဲ့ပါတဟင်းဒီနယ်ပကူရှမ်းတောင်ရှမ်းမြောက်မန္တလေးစခိုင်းမကွေးမတီချင်းပြည်နယ်အထိပါခရီးဆက်ငယ်ကြပါတယ်ဒါဟာအပျော်ခရီးသက်သက်တော့မဟုတ်ပါဘူးနိုင်ငံအဝန်ပြောင်းကျင်းနေတဲ့တော်လိုင်းအင်ယာစုအသီးသီးနဲ့ like နဲ့တွေးဆောင်ကနှီးနှိုင်းဆွေးနွေးနေကြပါတယ်ယနေ့နိုင်ငံရေးလူအချက်အရာပါဝင်သိပ်ပါဝင်ထိုက်သူများအလုံးပါဝင်တဲ့ဂျာကလာအစိုးရတက်တရပေါ်ပေါက်လာစီရန်ကြိုးပမ်းလျက်ရှိပါတယ်ဒါဟာနိုင်ငံရေးအရာရှိကိုတလှမ်းဖို့ကြိုးစားမှုတွေကနေမှအခြေဆုံးခြေလှယ်တစ်ခုဖြစ်ပ ပါတယ်လက်ရှိတော်လန်ရေးအင်အားစုတွေကသက်ပါတီတခုခုရဲ့ဂျားဝင်မှုနဲ့အတူစကားဆနဲ့ပြန်လဲညှိနှိုင်းလို့မယ်ဆိုတဲ့အုပ်စုနဲ့ဒွေဒရီမှာဆွေးနွေးစရာမရှိစကားဆကိုအပြတ်တိုက်မယ်ဆိုတဲ့အုပ်စုရဲ့ဆိုပြီးနှစ်ဖက်ဝက်ထွက်လာပါတယ်လက်ရှိ NUG အစိုးရအနေနဲ့ NUCC မှတဆင့်ပေါ်ပွားလာဖြစ်ပြီးတော့ CRPH နဲ့ NLD ကြားအလုံးပါဝင်နိုင်မှု CRPH ပေါ် NLD ထိပ်ပိုင်ခေါင်းဆောင်တွေရဲ့အတိမတ်ပြမှုအတိုင်းဒါ NUG ရဲ့ကိုစားပြမှုအနေအထားစတဲ့အချက်တွေကြောင့်ပြည်ရင်းတော်လိုင်းအင်အားစုတွေ ေကြားမှာရောနိုင်ငံတကာကအသိမှတ်ပြုရင်းကိစ္စတွေမှာပါနောက်နှီးမှုတွေရှိနေတာလက်တွေ့အရှိတရပါ2021ခုနှစ်မှာနိုင်ငံရေးလူအချက်အရာ NUG ကိုအလှည့်အမြန်ဖွဲ့စည်းခဲ့ရပြီးတော့ခရီးတစ်ခုရောက်ခဲ့ပေမဲ့အခု2025ရောက်တဲ့အချိန်မှာတော့ပေါ်ပေါက်လာတဲ့အခြေအနေပတ်ဝန်းကျင်အခင်းအခင်းအသက်တွေနဲ့အတူပူပြီးတော့ခရီးရောက်နိုင်မဲ့ဂျာကာလာအစိုးရတဲ့တရဟာလည်းလူအပ်လာပါပြီဆရာကြီးဒေါက်တာဇော်ဝေစုကလည်းဥက္ကမောင်စုနဲ့အင်တာဗျူးမှာဒီလိုပြောခဲ့ပါတယ် ီ3လအတွင်းမှာအဲကျွန်တော်ဒီအထူးသဖြင့်တော့အဲမြန်မာပြည်မြောက်ပိုင်းနဲ့အလဲပိုင်းကိုကျွန်တော်သွားပြစ်ပါတယ်အဲ့တော့တကယ်အဖွဲ့အစည်းတွေအနေနဲ့ပြောရရင်တော့အဲကျွန်တော် KIA KIO နော် TNL MND AA အဲဒီကောင်းဆောင်အနေနဲ့ကျွန်တော်တွေ့ပြစ်တယ်နောက် KNDF BBLA အဲအဲနဲ့တွေ့ပြစ်တယ်နောက် PLA ကျွန်တော်တို့တွေ့ပြစ်တယ်နောက်ချင်း ကျွန်တော်တို့ခေါင်းဆောင်တွေနဲ့တွေ့ပြတဲ့ AVSDF ခေါင်းဆောင်တွေနဲ့တွေ့ပြတဲ့နောက်ပြကြတော့အဲចောင်းသားတတ်တော်နောက်အဲ BLDF လို့တွေ့เนาะဒါတွေနဲ့ကျွန်တော် တွေ့ပြတဲ့အပြင်အဲသူသဖြင့်တော့ MOD ရဲ့အောက်မှာရှိနေတဲ့အဲစစ်ဒေသတွေအဲစစ်ဒေသမှုတွေအဲနောက်ခုန MOD နဲ့အတူတူရှိနေတဲ့ပကဖပေါ့เนาะတိုင်းပကဖတွေနောက်မြေပြင်ပကဖတွေအဲနောက် အာဖပါလာဖဒါတွေနဲ့ကျွန်တော်တွေ့ပြပါတယ်အဲအဲနောက်မန္တလေး PDF ပေါ့ဗျာဒါ MOD နဲ့အတူတူပါပဲဆိုတော့အဲ့ဒါကိုတွေ့ပြတယ်ဟိုတေစာလို့ခေါင်းဆောင်အနေနဲ့ကျွန်တော်တို့တွေ့တယ်ပေါ့ဗျာဘယ်လိုပေါ့နော်2021တုန်းကပေါ်ခဲ့တဲ့ NUG မြူသားညညရေးအစိုးရက2021အခြေအနေရပေါက်ခဲ့တာဖြစ်ပါတယ်အခု2025ဟာ2021နဲ့မတူတော့ဘူး ကျွန်တော်စိုးစိုးကပြောလို့မလေးရှားနိုင်ငံတော့မကတဲ့နေမြေစိုးမိုးမှုရှိနေပြီ2021တော့ဘာနေမြေမှမစိုးမိုး2025မှာသက်ဆိုင်ရာအဲဖက်ဒရယ်ဒေသအလိုက်လို့ပဲပြောရမှာမဟုတ်ဘူးရခိုင်ဆိုရခိုင်မှာတိန်းထားတာအများကြီးပဲနော်အဲလားတူပဲချင်းအဲကချင်းချမ်းမြောက်နော်ကရင်ကြီးကရင်ပေါ့ဗျာအခုဆိုရင်နော်ဒါအထဲထဲမှာလည်းအခုပြည်မဒေသတွေလည်းအများကြီးပဲအဲ့ဒီပုံမှာအခြေခံပြီးတော့ကျွန်တော်တို့က အသွင်ကူးပြောင်းရေးကာလအစိုးရတခုလိုတယ်ဆိုတာအလုံးသဘောပေါက်ပါတယ်သဘောလည်းတူတယ်နော်အဲ့ဒီမှာတော့ဟိုဟိုတွေးနေတဲ့ဟိုသွားမယ်ဘယ်လိုသွားမလဲဆိုတာတော့နီလန်အမျိုးမျိုးရှိမှာပေါ့အလုံးရဲ့ရည်ရွယ်ချက်ကတော့အသွင်ကူးပြောင်းရေးကာလအစိုးရတခုလိုတယ်ဆိုတာတော့အလုံးသဘောတူတဲ့သဘောရှိပါ CID ဒေါက်တာဇော်ဝေစုအနေနဲ့မြေပြင်ကိုစင်းပြီးအလုံးလုံးတဲ့အခါမှာအတွေ့အကြုံအသက်အတွင်းမြင်အသက်များစွာကိုရရှိနေပုံရပါတယ်။လက်ရှိတော်နိုင်အင်အားစုတွေစိုးမှုထားတဲ့ area ဟာမလေးရှားနိုင်ငံထက်ပိုများနေပြီးတော့အစုပါနယ်မြေတွေကိုအခြေပြုကဂျာကာလာဖက်ဒရယ်အစိုးရတရက်ကိုဖွဲ့စည်းဖို့ရည်ရထားတာပါ။အသစ်ဖွဲ့မဲ့ဂျာကာလာအစိုးရအဖွဲ့မှလည်း PPLA အပါအဝင် NUG မှစကားဆောက်ကိုအပြတ်တိုက်ထုတ်မဲ့အဖွဲ့များတိုင်းရင်းသားအင်အားစုအစုအဖွဲ့များ ERU များနဲ့တခြားသောအင်အားစုများအလုံးပါဝင် ကြပါတယ်တော်လိုင်းဘတ်တော်သားများအားလုံးစောင့်မျှော်နေကြတဲ့ Federal အစိုးရအဖွဲ့ကြီးဟာလည်းလက်တကမ်းမယ်လူပါတော့တယ်ဒီအတွက်လည်းသက်ဆိုင်ရာအင်အားစုအသီးသီးကအခြေခံသဘောတူညီချက်တွေကိုရထားပြီးဖြစ်တယ်လို့သိရပါတယ်နောက်ဆုံးသိရှိထားတာကတော့ဖွဲ့စည်းပုံအခြေခံဥပဒေတည်ရဲ့ရေးဆွဲမှုဟာ PCU နေပါဖြစ်နေတဲ့အခြေအနေပါလက်ရှိသုံးနေတဲ့ချာတာထက်ကိုပူပြီးတိကျလာမှာဖြစ်ပါတယ်အနာခွဲဝေရေးအသစ်ပေါ်ထွက်လာမဲ့ Federal နိုင်ငံသစ်မှာနေမြစ်သစ်သမှတ်ရေးစတဲ့ဟာတွေကအရေးကြီးတဲ့ခံကဏ္ဍနေပါဝင်လာမှာပါဒီအခြေအနေရောက်ခါမှာ လက်ရှိလက်နက်ကင်အဖွဲ့ချင်းကြဖြစ်နေတဲ့ပြဿနာတချို့ဟာလည်းပြည်လျက်သွားမှာပါဒီလိုချီတီနှူးကြောင့်ညီပြေမှာမနာမနေကြိုးစားအားထုတ်နေရတဲ့ကုဆောင်ခဘွကျုတ်တာဘုံကျော်တို့နဲ့ဥက္ကမ္ပီတီထူးတို့ရဲ့အတွေ့အကြုံကိုဆရာကြီးဇော်ဝီစုကဒီလိုပြောပြထားပါတယ်ဟောဘွကျုတ်တာဘုံကျော်တို့ကွန်ပီတူတို့ပေါင်းဆောင်ခတို့နဲ့ကျွန်တော်ခီးတွေတော်တော်သွားပြစ်ပါတယ်ဒါပေမဲ့တကယ်တမ်းမြေပြင်ကိုဆင်းလာလိုက်တဲ့အခါကျတော့မြေပြင်မှာရှိတဲ့အခါကျတော့တကယ်မြေပြင်မှာအဲတော်လှန်ရေးကိုလုပ်နေကြတဲ့လူတွေနဲ့အတူတူ တော့ပြည်သူတွေနဲ့အတူတူစားရတယ်တွေ့ကြုံရတယ်အဲ့ဓာတွေကိုအဲစိန်ခေါ်မှုတွေကိုကြော်လွှားရတယ်ပေါ့ဗျာအဲဥပမာဘုံကျဲတယ်ဆိုရင်လေချောင်းရံအမြဲတမ်းကြည့်နေရကျွန်တော်တို့သွားလေရသွားတယ်ဆိုရင်ဒီခုနလေချောင်းသတိပေးချက်တွေကြည့်ပြီးသွားရတာပေါ့နော်အဲ့ဒီပုံမှာကြည့်ပြီးတော့ကျွန်တော်တို့လှုပ်ရှားရတာဒါကကျွန်တော်ဘယ်လိုလုပ်နေမှာပြပမှာမရနိုင်ဘူးပေါ့နော်ဒါဖြည့်ထွင်းမှာပဲစောစောကလို့ဘုံကျဲတာလည်းခံခဲ့ရတယ်ပေါ့ဗျာဘုံကျဲရခံနေခဲ့ရတယ်ဆိုတော့အဲ့ဘုံကျဲတဲ့ခံနေရတဲ့ အဲအဲအတွေ့အကြုံလဲဒါဘယ်လိုလုပ်မှာ online မှာမရှိမှာမရှိဟာဟုတ်တယ်မလားဒါကြတော့တကယ်တမ်းလက်တွေ့အဲကြီးစရာပြောရရင်တကယ်တော့ကိုလက်သန့်စင်တာအဆမတူဘူးပေါ့ဗျာခင်ဗျာဥကေဆိုလဲဟိုမောင်ဆောင်ကားတို့စီတွားခဲ့ပြီပဲဟုတ်တယ်မလားရေချိုးတာအိမ်နာတက်တာအဆတူမှမတူတာနော်တကယ်ကိုမြေပြင်မှာခံစားရတာလေညာဆိုတော့အဲ့လိုမျိုးခံစားချက်မျိုးကတော့မြေပြင်ပေါ်မှာရောက်မှာပဲရတာပါလို့ နော်တော်လန်ยีကတေချာဘောက်အောင်မြင်မယ်ဆိုတော့ခန်းစားချက်မျိုးမြေပြင်မှာပူရပါတယ်မြေပြင်မှာပူရတယ်အော်ဆိုတော့တို့တွေစိုးမိုးနေတဲ့နေမြေကမလေးရှားနိုင်ငံလောက်မကတော့ကျဲနေပြီဒီကအဲ့တော့အဲ့ဒီ feeling မျိုးပေါ့လေတကယ်ကိုမြေပြင်စိုးမိုးနေတာအခုကျွန်တော်ဖြတ်သွားလိုက်ရင်လေခွင်းနေခုနစိုက်ခွင်းပြုတ်ခွင်းနေမစိုက်တဲ့မပြိုးတဲ့လေခွင်းမှမရှိတာမစိုက်တဲ့မပြိုးတဲ့နေရာဒေသမှမရှိတာ ။နောက်မွေးမြူရေးတွေလုပ်ငန်းတွေလည်းလုပ်နေတာ။အဲ့တော့ပုံမှန်လေပတ်နေတဲ့စိုးမိုးဒေတာတခုရှိနေတယ်။နေကြောင်းရမအပါပါနော်။ဆိုတော့ရှိနေတယ်ဆိုတော့ခန်းစားချက်မျိုးရတယ်ဗျ။အဲ့တော့တိုင်းရင်သားအဖွဲ့အစည်းတွေဒီခေါင်းဆောင်တွေအဲခုနတော်လိုင်းကြီးခေါင်းဆောင်တွေ ਨੇ တွေ့တဲ့အခါလဲပဲပူပြီးတော့ယုံကြည်မှုတွေရတယ်။ကျွန်တော်ကတော့အမြဲတမ်းအကောင်းမြင်တဲ့သူမို့လားမသိဘူး။ကျွန်တော်တို့တွေ့တဲ့ခေါင်းဆောင်တွေအားလုံးဟာအကြီးချင်းရှိတယ် နော်လက်တွေ့ကြားကြားအလုပ်တွေလုပ်နေကြတယ်အားလုံးလည်းတော်လှန်ရေးကိုအောင်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့သွားနေကြတယ်ဆိုတာကိုတွေ့ရတော့ကျွန်တော်တော့ခေါင်းဆောင်တွေအားလုံးတော်လှန်ရေးသမားတွေအားလုံးဒီအားတွေနဲ့အခုရှိနေတဲ့မြေပြင်အခြေအနေနဲ့ပေါင်းပြီးတော်လှန်ရေးအောင်မြင်မယ်ဆိုတာကျွန်တော်ယုံနေဗျာ ဒီကြာကာလဖယ်ရက်အစိုးရပါအောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့တဲ့ဆိုရင်နံပါတ်၁လက်ရှိတော်လိုင်းအင်အားစုတွေစုမှုထားတဲ့နေမြေတွေဟာပူပြီးခိုင်ခန့်လာမှာပါ နံပါတ်2နယ်နိမိတ်ဖြတ်ကျော်ကုန်သင်မှုတွေဟာလည်းပုံမှုအားကောင်းလာမှာပါနံပါတ်3နိုင်ငံတကာမှအတိအမှတ်ပြုရန်ခြေခံတဲ့တရက်လည်းဖြစ်လာမှာပါစွားတဲ့အကျိုးကျေးဇူးတွေရှိလာမှာအသေးချပါပဲတော်လှန်ရေးအင်အားစုတွေအနေနဲ့စစ်တိုက်နေုံတစ်ခုတည်းနဲ့တော်လှန်ရေးကမအောင်မြင်ပါဘူးနေမီစုံမနိုင်မှုနဲ့ထိုးစုံမနိုင်မြေအတွင်မှာအုတ်ချုပ်မှုရန်တရာခိုင်းမစွာတိစောက်နိုင်မှုတွေဟာလည်းအမတန်အရေးကြီးပါတယ် နိုင်ငံတကာရဲ့အမြင်မှာယခုလက်ရှိတော်လှန်အင်အားစုတွေရဲ့နေမြေဆွမှုမှုဟာမခိုင်မာသေးပါဘူး။ဒါဟာလေတခြားနိုင်ငံတွေအနေနဲ့အသီးမဲ့ပြုကျင်ပေမဲ့ပြုလို့မရတဲ့အခြေအနေတွေတဲကတခုပါ။လက်ရှိအချိန်မှာကရင်တလင်လာကြီး၊ကရင်နီ၊ရှမ်းမြောက်၊တချင်း ရှင်စားတဲ့ဒေသတွေမှာနေဇန်နီအေရိယာအများစုကကုန်သွယ်ရေးစခန်းတွေနဲ့အဓိကလမ်းမိုင်းတွေကိုတော်လှန်ရေးအင်အားစုတွေအပြီးသည်ကစုမှုထားနိုင်နေပြီဖြစ်ပါတယ်။မကြာသေးခင်ကပလောင်ဒေသ၊ရခိုင်ဒေသ၊ကရင်ဒေသ၊ကရင်နီဒေသတွေမှာဒေသဆိုင်ရာအုပ်ချုပ်ရေးအစိုးရအဖွဲ့အသီးသီးဖွဲ့စည်းရင်းအပေါ်မှာနိုင်ငံရေးလေလာသုံးသပ်သူအများစုကဝေဖန်ခဲ့ကြပါသေးတယ်။ခွဲထွက်ဖို့လားစကားစကားကိုစက်မတိုက်တော့ဘူးလားခုဒေသကဘယ်ကူလွတ်မြောက်အောင်လုပ်တော့မှလားစသည်ဖြင့်တော့တကယ်ကဒီလိုမဟုတ်ပါဘူး။ဒေသတွေကိုအခြေပြုကလက်တွေ့ကြကြ အလုံးလုံးနိုင်ပြီးတော့ခိုင်မာတဲ့အစိုးရတရက်ကိုဖွဲ့စည်းပြီးတခါလာတခြားနေမျိုးတွေကိုပါတစတစဆက်လက်ထူးဆစ်ဆင်တင်ယူနိုင်မှုအတွက်ရည်ရဲတာပါလက်ရှိနေဝူတော်နိုင်ရဲ့လမ်းပြမျိုးပုံဟာ bottom up federalism မှာသူရဲ့သဘောတဘာဝကပြည်နယ်တွေအကောင်းအောင်အရင်တည်ဆောက်ပြီးတခါလာအလုံးစုစည်းက federal ပြည်ထောင်စုကိုတည်ဆောက်ခြင်းပုံစံတစ်မျိုးပါတိုင်းရင်းသားတို့လူလာနေတဲ့ကိုပိုင်ပြဌာန်းခွင့်ကိုပိုင်ဥချုခွင့်နဲ့ဒန်းတူနေမြခွင့်တွေကိုပါဖော်ဆောင်နိုင်မှုအတွက်ရည်ရဲတာပါတလောဟာပဲဗမာပြည်သူလူမျိုးရေးတက်တော် BBL ဟာတက် အောင်ပြည်နယ်တနေရမှာအပတ်စဉ်ကိုသင်တန်းဆင်းဝဲကိုကျင်းပခဲ့ပါတယ် PPLA ကထုတ်ပြန်ထားတဲ့ဓာတ်ပုံတစ်ခုဟာအနာဂတ်ဖက်ဒရယ်ပြည်ထောင်စုရဲ့ကံကောင်းခြင်းလက္ခဏာတွေကိုဖော်ညွှန်နေပါတယ် NUG မှဝန်ကြီးတဦးဖြစ်တဲ့ဆရာကြီးဒေါက်တာဇော်ဝေစု TNL မှဗိုလ်ချုပ်တာပုံကျော် KNDF မှဥက္ကဋ္ဌဦးခွန်ပြီးထူးထူးအပါအဝင် AE မှတပ်မှုတအူးကလည်းတက်ရောက်ခဲ့ပါတယ်။ဒါဟာဖွဲ့အစည်းတွေကွဲလွင့်နေပြီမဲ့တော်လိုင်းအတွက်ဆိုရင်ညီပြင်းမှအားလုံးကတစိမ့်တဝန်းတည်းရှိတယ်ဆိုတဲ့ပြရုပ်တစ်ခုပါ။ဒီကြားကလာအစိုးရအဖွဲ့သိဟာလည်းမှနေအောင်မြင်မှုလူပါတယ်။အောင်မြင်ဖို့လည်းအလားအလာများစွာရှိနေပါပြီ။ကျွန်တော်တို့တော်လိုင်းဟာ ြည်မာတဲ့အရွေးတစ်ခုနဲ့ရှေ့ကိုသွားနေပါတယ်။ဒါပေမဲ့အချိန်မတန်သေးပဲတကယ်မြေပြင်မှာအလုံးလုံးနေတဲ့ဘိန်အစုကမှလိုင်းမော်တက်ပြီးအော်ပြောနေမှာတော့မဟုတ်ပါဘူး။လိုင်းမော်မှာသတင်းအစားအသောက်တီးပြီးတော်လိုင်းရင်ရရှုံးနေတဲ့အောင်ပြောနေကြတဲ့လူအများစုကစကားဆက်လက်သေးမွေးထားတဲ့ဆောင်းတော်လိုင်းတချို့တွေဖြစ်ပါတယ်။သူတို့ဟာအာနိကက်တချို့ကိုထောက်ပြီးတော့ပုံကြီးချက်ကတော်လိုင်းကြီးကိုဆွဲချနေတာပါ။ဒီလိုခလောက်ဆန်ဝါဒပြတ်မှုတွေကိုလုံးဝလုံးဝမယုံကြည်မိပါစေနဲ့။ အဆုံးဒီနောက်ဆက်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗနာကလစ်ခါပါအရေးတော်ပုံပေါင်ရမည်